ညနေသားကိုအကြံပြပြီးတော့ငါယောက်ျားကိုလာပတ်သက်နေရာကြီးဇလန်းရှုပ်နေရာကြီးရတန်းရက်လိုက်ပါရှုမယ်နင်တို့ရေရပါလားဟမ်နင်ယောက်ျားကိုသူကအတင်းလိုက်ပတ်သက်နေလို့နင်စကားကိုစင်ညင်ပြီးပြောနေအေးရှေ့မှာတော့မပတ်တော့ပဲပြောမှာပေါ့အမေငါနောက်ွယ်မှာဒီငါယောက်ျားကိုပြန်ရဖို့မာယာမျိုးစုံတုံးနေရအောင်ငါမသိဘူးညာထင်နေရလား မာယာတော့နဲ့ဟုတ်လားနင်လောက်ခဲ့တဲ့နီးလန်းနေလဲငါ့ကိုလာပြီးမဆွဆွဲနဲ့နင်ကသာမာယာမျိုးစုံတုံးကြီးရောသူများပိုက်တဲ့အရာတွေလို့ယူတတ်တာငါကတော့နီးမှန်လမ်းမှန်နဲ့ငါလုံချင်တဲ့အရာမရရအောင်အကျိုးစားတာနင့်လိုမဟုတ်ဘူးအဲ့တော့နင့်စကားကိုပြန်ရုပ်သိမ်းလိုက်မရုပ်သိမ်းနိုင်ဘူးနင်ဒီအနန္တလောကကိုလိုက်ဝင်လာတာတွေရောဇေယျမောင်လက်ထပ်လိုက်တာတွေရော အကောင်လုံးကငါထုံတက်လို့အပိုင်ရသွားလို့နေမနာလို့လည်းလိုက်လို့တဲဆိုရလဲအသိတိုင်အဲ့တော့နေကလေးကိုအကြောင်းပြပြီးတော့ထုံးတယ်လို့ရအောင်ပြန်ယူနေရဆိုတော့လေအမှန်တရားပဲ။ဒီမရှက်ဘူးလား။ဟမ်ပြုံးမင်း။နင်လည်းလည်းရှက်မရှိဘူးလား။မှန်တရား။ဟုတ်လား။အေးအဲ့အမှန်တရားကိုနင်သိအောင်ငါပြောပြမယ်။ကလေးကိုဖမ်းပြပြီးတော့အတင်းလိုက်ပတ်သက်နေတာနင့်ယောက်ျား။ ်ငါမဟုတ်ဘူးနင်းယောက်ကြောက်တာငါတို့သားမိနဲ့လမ်းမပတ်တအောင်တိတ်ချထိန်တာပြီးတော့အခုငါတို့မိသားစုမဝတရားအရန်ကိုตายရတော့ငါပိုက်ထဲမှာဇေယရဲ့ခလေးကြီးရရှိနေပြီအားလုံးမိသားစုဘဝလေးဟာ ဒီထက်မကပျော်ရွှင်ရတော့ပါဈေးရလဲငါ့ကိုအရှမ်းချစ်ပြီးတော့ကျူးဆိုင်တာလေသိရမလားကိုမိသားစုကိုနိုင်အောင်ထိန်းမယ်ဥလောင်ရဲ့မြို့ကအရှမ်းသလားအဲ့ရောငါ့ကိုရှမ်းလုံးနေမယ်စားဥမိသားစုကိုတော့ပြောအောင်ထားအာမင်းပြောဆုံးကတခုပြောလိုက်အောင်မယ်မင်းသား ၅ယောက်ကြာနဲ့မပတ်သက်ပဲဝင်ဝင်၅ယောက်ကြာမှန်ပဲစတာမပြောလို့ပြေးပြေးဆွဲနေတော့